ျွန်တော်တို့ဤသူတော်လှန်ရေးလက်ယုံတစ်ဖွဲ့အနေနဲ့ဤသူကိုတိုက်ရိုက်အစီအခံတင်ပြခြင်းဆိုတဲ့ကောင်းစဉ်အောက်ကနေကျွန်တော်တို့ဤသူကိုတိုက်ရိုက်နေ့စဉ်ပေါ့နော်ကျွန်တော်တို့15မိနစ်စာလောက်ဗီဒီယိုလေးတွေရိုက်ပြီးတော့ကျွန်တော်တို့ဤသူလူထုကိုလက်ရှိတော်လှန်ရေးအခြေအနေညီမမာကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေပြည်သူတွေတည်တည်တည်ရတဲ့နိုင်ငံရေးအခင်းကျင်းတွေကို ကျွန်တော်တို့ရနိုင်ပြီးတော့ပြည်သူကို တိုက်ရိုက်အစီရင်ခံတော့မှာဖြစ်ပါတယ်ပြည်သူကိုမျောလင့်ချက်ပေးပြီးတော့လှို့ဆော်တဲ့အပိုင်းတွေကိုကျွန်တော်တို့အနေနဲ့မထည့်သွင်းမဲ့မြေပြင်မှာပြည်သူတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုလည်းကျွန်တော်တို့တတိုင်းတပြည်လုံးသိရအောင်လို့တင်ပြပေးမှာဖြစ်တယ်လို့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေမြေပြင်မှာတကယ်ရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုလည်းကျွန်တော်တို့ဒီကနေပြီးတော့ပြည်သူကိုတိုက်ရိုက်တင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ ပြည်သူတော်လှန်ရေးလက်ရုံးတပ်ဖွဲ့ဤပထမရည်ရွယ်ချက်ကတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ပွဲစည်းအုပ်ချုပ်ပုံဆိုင်ရာပြဿနာတွေကြောင့်ကျွန်တော်တို့တိုင်းပြည်မှာပြည်တွင်းစစ်တွေနှစ်ပေါင်း90ကျော်ကြာမြင့်လာတဲ့ပြည်တွင်းစစ်တွေကိုအဆုံးသတ်ဖို့ကျွန်တော်တို့ပြည်သူအောင်ပွဲစီကိုဒီဇိုင်းမမတ်သွားနိုင်ဖို့ကျွန်တော်တို့ပြည်သူတော်လှန်ရေးလက်ရုံးတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒါနဲ့ကျွန်တော်တို့ခက်ခဲတွေ အများကြီးကျွန်တော်တို့ဒီမှာရင်ဆိုင်ရလာအားပါတယ်ဒီကကျွန်တော်တို့ခုမျိုးတော်လည်ရင်မှာအဖွဲ့စည်းပေါင်းစုံအဖွဲ့မြောက်များစွာ ကွဲလွဲနေရလေးကျွန်တော်တို့ဖြစ်နေပါတယ်အဓိကကျွန်တော်တို့ဒီအဖွဲ့စည်းတွေအမြောက်များစွာကွဲလွဲနေရတဲ့အဓိကပြဿနာကတော့ကျွန်တော်တို့တိုင်းပြည်မှာစစ်မှန်တဲ့အခြေခံဥပဒေမရှိလို့ပါနှစ်ပေါင်း90ကျော်ကြာ ဖြစ်လာခဲ့တဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ဖွဲ့စည်းအုပ်စုပုံအခြေခံဥပဒေဆိုင်ရာပြဿနာတွေကြောင့်အခုကျွန်တော်တို့တိုင်းပြည်ဟာစစ်မီးဟုံးဟုံးတောက်နေပါပြီကျွန်တော်တို့ကိုယ်လည်းလက်ကိုင်ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်အဲ့တော့ခိုင်မာတဲ့အခြေခံဥပဒေမရှိဘဲနဲ့ကျွန်တော်တို့ဘယ်သူ့ကိုမှယုံကြည်လို့မရပါဘူးဒါကြောင့်ကျွန်တော်တို့ local PDF အနေနဲ့ကျွန်တော်တို့ရက်တည်ပါတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေခံဥပဒေပြဿနာကိုမပြေရှင်းမဲ့ကျွန်တော်တို့ကို COC တွေ chain of command တွေ အမျိုးမျိုးပြောပြီးတော့စီရင်မှုကျွန်တော်တို့မယုံကြည်တော့ပါဘူးကျွန်တော်တို့ဘယ်ဘွဲစီရင်မှုမှကျွန်တော်တို့မယုံကြည်ပါဘူးကျွန်တော်တို့နိုင်တဲ့လောက်ကျွန်တော်တို့မင်းအွန်လိုင်းနဲ့အပေါင်းအပါတတိုက်ကိုတော်လန်ပုံကံတော့မှ ဖြစ်ပါတယ်ကျွန်တော်တို့တော်လန်ပုံကံတဲ့နေရာမှာကျွန်တော်တို့ဟိုအောက်ဝင်မှာဒီအောက်ဝင်မှာဟိုအောက်မဝင်ဒီအောက်မဝင်ကျွန်တော်တို့ဟိုထောက်ပံ့ကြီးထောက်ပံ့ကူညီမှုတွေမပေးတော့ပါဘူးဆိုပြီးတော့ပြောဆိုလာခဲ့တဲ့အဖွဲ့အစည်းတွေကိုလည်းကျွန်တော်တို့အနေနဲ့ဒီနေရာနေပဲကျွန်တော်တို့ပြောပါမယ် ကျွန်တော်တိုင်းပြည်မှာအချိန်ချင်းတစ္ဆာဖောက်ခံထားရပါတယ်ဘယ်နိုင်ငံရေးသမားဥပမာကျွန်တော်တို့ယုံကြည်ရှိသေးပါဘူးကျွန်တော်တို့တိုင်းပြည်နဲ့ကိုက်ညီတဲ့အခြေခံဥပဒေတရားပေါ်ပေါက်လာရင်ကျွန်တော်တို့အဲ့အခြေခံဥပဒေတရားကအောက်ကနေကျွန်တော်တို့တော်လိုင်းဆက်လုပ်မှာအဲ့အခြေခံဥပဒေတရားကိုခိုင်မာအောင်ကျင့်လက်အောင်ရေးရမယ်တိုင်းရင်းသားအလုံးလက်ခံရမယ်ကျွန်တော်တို့ပြည်သူလူသားမျိုးနွယ်စုတစုလုံးဒီနိုင်ငံအတွင်းမှာနေထိုင်တဲ့လူသားမျိုးနွယ်စုတစုလုံးကလက်ခံနိုင်တဲ့အခြေခံဥပဒေတရား ပေါ်ပေါက်ပြီးအဲ့ဥပဒေရရွေးကောက်တင်မြောက်လိုက်လို့ဖြစ်လာတဲ့အစိုးရကိုလက်နက်တွေအပ်ပြီးတော့ကျွန်တော်တို့တော်လိုင်းကိုအဆုံးသတ်မှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ပဲကျွန်တော်တို့ကိုဒီမထောက်ပံ့တော့ဘူး COC အောက်ကဟိုချင်းတော့ကွန်မန်အောက်ကမဝင်ကျွန်တော်တို့မထောက်ပံ့ဘူးဆိုရင်လည်းကျွန်တော်တို့အနေနဲ့ကြည်ပြီးသွားလက်ခံပါတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းမလူအပ်ဖဲနဲ့ဂရိတွေကဝတ်တွေလှို့စော်ပြီးအပိုင်းတွေမှာခွဲခြားစိတ်ကြဖို့လိုအပ်ပါတယ် ပြည်သူတွေအနေနဲ့နိုင်ငံရေးပါနက်ကမယ်တိုက်ပြည်ရဲ့တကယ်လူအချက်ကဘာလဲဆိုတာကိုပြည်သူတွေကိုယ်တိုင်တိုက်ရိုက်တိမှကျွန်တော်တို့တော်လိုင်းကြီးကအញ្ញံရောက်မှာဖြစ်ပါတယ်သူများပိန်နိုင်လိုက်ပိန်နေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့လည်းမေကွန်ထုတ်เสียရှိပါတယ်ကျွန်တော်တို့ဒီပြည်သူတွေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အသက်ကိုပေးပြီးတော်လိုင်းကြီးဆက်လုပ်တင့်သလားမတင့်ဘူးလားဆိုတာကျွန်တော်တို့ပြည်သူတွေကိုကြည့်ပြီးဆုံးဖြတ်ချက်ထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်း တော်လန်ရေးရှိရောက်ဖို့အတွက်ခိုင်မာတဲ့မူပေါင်းကနားတွေဝိုင်းဝန်းပြီးတော့ရေးဆွဲဖို့ဖိအားပေးပါလို့ကျွန်တော်တို့အနေနဲ့ဒီနေရာပြောချင်ပါတယ်ကျွန်တော်တို့ကတော်လန်ရေးလောက်တာဖြစ်တယ်တော်လန်ရဲ့သဘောတရားကြီးကျွန်တော်တို့အဓိကတော်လန်တာကြီးမင်းအောင်လန်ရဲ့စစ်တပ်ကျွန်တော်တို့တိုင်းပြည်ပေါ်မှာလက်နက်အားကိုးပြီးတော့ဗိုလ်ချုပ်စိုးမိုးတဲ့လူတွေတက်ရွာတွေဖျက်နေတဲ့မိစ္ဆာတိုက်ကိုကျွန်တော်တို့အပြည့်ရှင်းထုတ်မှာဖြစ်တယ်အဲ့လိုအပြည့်ရှင်းထုတ်တဲ့နေရာမှာကျွန်တော်တို့ မေအောင်လိုင်ကိုရည်စူးပြီးတိုက်နေတဲ့တက်ခွဲတွေအားလုံးနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုလှုပ်ဆောင်နိုင်အောင်ကျွန်တော်တို့ဝိုင်းဝန်းကူညီဖို့အကူအညီတွေလည်းကျွန်တော်တို့အများကြီးလိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်တို့အတက်တည်ပေးပြီးဒီတိုင်းပြည်လွတ်မြောက်ဖို့စူးစမ်းတဲ့နေရာမှာကျွန်တော်တို့ပြည်သူတွေကလည်းကျွန်တော်တို့ထောက်ခံမှုလိုအပ်ပါတယ်ကျွန်တော်တို့ဝိုင်းဝန်းမှုလိုအပ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့တွေကလည်းဘဝတွေ အသက်ကြီးပေးပြီးတော့တဲ့မှာကျွန်တော်တို့အချိန်ကုန်ခံပြီးတော့အပင်ပန်းခံပြီးတော့ဒီမိစ္ဆာတိုက်ကိုကျွန်တော်တို့ရှင်းထုတ်ဖို့ကြိုးစားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တကယ်ကိုခိုင်ခိုင်မာမာကြည်ကြည်လေးလေးနဲ့နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ဖွဲ့စည်းရတဲ့ဖွဲ့စည်းတွေကိုပြည်သူတွေအနေနဲ့အားပေးပါကူညီပါထောက်ခံပါနော်ဒါမှကျွန်တော်တို့လုပ်ငန်းတွေကရှေ့ကိုဆက်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပြည်သူမေတ္တာရက်ခံနေတာကတော့ပြည်သူတွေအနေနဲ့ဟိုပြောမယ်ဆိုရင်ဟေးလာဟာလာနဲ့ တွားနေတဲ့လမ်းကြောင်းကနေကျွန်တော်တို့စစ်မှန်တဲ့တော်လိုင်းလမ်းကြောင်းပေါ်ကိုပြန်ပြီးတော့တက်နိုင်ဖို့ဝိုင်းဝန်းပြီးတော့ PR ပေးကြပါလို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်အဲ့တော့ပြည်သူတွေကိုလည်းကျွန်တော်အနေနဲ့အကြံပြုချင်တာမပိမ့်ပါနဲ့ဟိုပြောမယ်ဆိုရင်ကျွန်တော်တော်လိုင်းကြီးကိုဂရုစိုက်ပြီးတော့နိုင်ငံတော်ကူညီဆောင်ရွက်ပေးပါလို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ကျွန်တော်တို့ကတော့ရိုးရိုးရှင်းရှင်းလေးပါအခုချိန်မှာကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်တို့တော်လိုင်းလက်နက်ကင်တော်လိုင်းလမ်းစဉ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်ကျွန်တော်တို့မဲအောင်လိုင်းကို အမြင့်ပြတ်တဲ့အထိကျွန်တော်တို့တော်လှန်မှုကျွန်တော်တို့တန်လေးတန်ချလာပြီးသားဖြစ်ပါတယ်။မင်းအွန်လိုင်းပြတ်သွားပြီဆိုတော့မှကျွန်တော်တို့တိုင်းပြည်ရဲ့တော်လှန်ရေးကိုလိုအပ်တဲ့အခြေခံဥပဒေတွေကိုကျွန်တော်ရေးဆွဲရမှာဖြစ်ပါတယ်။အဲ့တော့ဟိုစင်ကြီးတွေဒီစင်ကြီးတွေရဲ့နောက်မှာကျွန်တော်တို့ဟိုဝေဝါးနေမှာမဟုတ်ပဲကျွန်တော်တို့လှုပ်ရှားရှိတဲ့လမ်းကြောင်းပေါ်ကိုကျွန်တော်တို့တက်တက်မမတ်သွားမှာဖြစ်တယ်။အဲ့တော့ဝိုင်းဝန်းကူညီပေးကြပါလို့ပြောရင်းနဲ့နေကုန်းချုပ်ပါတယ်။